ဝတ်သားတည်သီး6ချက်လေးရရပါပြီခင်ဗျာအစီအသားမျှတလောနေဗျာအနှစ်ကလည်းကွက်တီပဲကျွန်တော်လိုချင်တဲ့အနှစ်နေထားပဲဆိုတော့ချလိုက်တော့ဗျာသူ့ရာပေးနာမှာပါတယ်อืมอืม ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့စားဖို့တောက်ဖို့ဖန်ပြီးမှာကတော့စီးကျူသွေးတို့သမားတော်တော်များများကတော့ဒါဝတ်သားအစီဆိုရင်ကြောက်ကြတယ်ဒါပေမဲ့ဒီနေ့မှာကတော့စီးကျူရောသွေးတို့သမားပါစားလို့ရတယ်ဝတ်သားခြံနေတဲ့မျိုးကိုမျှောက်ပေးပါမယ်ဘာနဲ့ချက်မလဲဆိုတော့ဒါကျွန်တော်တို့အိမ်မှာကျွန်တော်ကိုယ်တိုင်လောက်ထားတယ်တည်တည်ကြောက်နေဖြစ်ပါတယ်ခင်ဗျာတည်တည်ကြောက်နေချက်ချင်းအဖြစ်သူ့ရဲ့ဝတ်သားအစီရဲ့ဤရဲ့နှောင်းကလည်းရှော့ချတယ်နောက်တစ်ခုကတော့ဒါစီးကျူသွေးတို့သမားတော်တော်များဆိုရင်ဒါတည်တည်ကြောက်နေချက်စားကြရပါတော့เนาะဒါကျွန်တော်ကိုယ်တိုင်လောက်ထားတဲ့တည်တည်ကြောက်ဖြစ်ပါတယ်ခင်ဗျာ ဆိုဒါကတော့အိမ်မှာဆိုရင်ဒါချက်စားနေကြတည်တည်ရောက်နေချက်ပါမယ်ခင်ဗျာโอเคကျွန်တော်တို့စပြီးဖန်တီးလိုက်အောင်ဆိုတော့ဒါကတော့ကျွန်တော်လေလုံအောင်ဆိုပြီးတော့ကြွကြွလေးခံနေပေါ့နော်ကျွန်တော်ကိုယ်တိုင်လောက်ထားတာဟိုတည်တည်ကိုကျွန်တော်တို့ပေါ်ချင်မှာဆိုရင်ပပပါလေးလှီးပြီးနေလန်းထားတာပေါ့နော်ဆိုမိုက်တယ်ဒါမျိုးလေးဝသားကြောင့်နဲ့လက်ချက်စားရင်ကောင်းတယ်ဝသားကြောင့်နဲ့တော့ဖြစ်တယ်ဝသားနဲ့ချက်စားရင်လည်းကောင်းတယ်โอเคဆိုတော့ဒါကျွန်တော်အရင်ဆုံးပေါင်ပစ္စည်းလေးထောင်းလိုက်အောင်မယ်ချက်တုံဖြူပါမယ် ကျက်တုံဖြူနီဂျင်းရတော့ဒါဝတ်သားချက်မယ်ဆိုရင်တော့မပါမဖြစ်ဘူးပေါ့နော်ဂျင်းဆိုရင်ဒါဝတ်သားရဲ့အနံလေးကိုလည်းထိန်တယ်ဆိုတော့ကျက်တုံဖြူနီကြအနှစ်ကလေးရတယ်တေဒီကျောင်းလည်းချက်မယ်ဆိုရင်တော့ပောင်ဝင်ပြီးတိခုကတော့မဖြစ်မနေလိုပါတယ်ကဲအရသာစပြီးနေပါမယ်ခင်ဗျာဒါအစီသားပဲဝယ်တာဗျာဆိုတော့ဒီကတော့တေဒီနဲ့ချက်မှာဆိုတော့ဒါအစီအများလေးဝယ်တာတယ်အယူကတော့လက်ဆောင်ပေးလိုက်တာပေါ့နော်ဆိုတော့အဲ့လိုလက်ဆောင်လည်းရတော့မဆိုးဘူးပေါ့ဗျာ ဝက်သားကိုတော့ဒါရိုးရမပြတ်စားစနှင်းချုံမုံလေးထဲ့တယ်ဒါနောက်ပြီးကျရင်ဒါကျွန်တော်တည်သေးချောင်းနဲ့ချက်မှဖြစ်တဲ့အတွက်ကိုငပိပါမှဖြစ်ပါမယ်နှင်းငပိလေးထည့်ပါမယ်ကဲအရသာထည့်ပြီးသွားရင်တော့ကျွန်တော်တို့နောက်ဆုံးမှာစီလေးထည့်ပြီးလုံးချက်လေးချက်ပါမယ်ခင်ဗျာအရင်ဆုံး ကျွန်တော်ရောင်တင်မုံလေးကြံခဲ့လို့ပါဆိုရောင်တင်မုံလေးနောက်ဆုံးမှာတော့ထည့်လိုက်ပါတယ်ခင်ဗျာတခါရဲထည့်ထောင်းလိုက်ရမှာပေါ့နော်ဆိုတော့ကြက်သွန်ဖြူနီချင်းနဲ့ဒါမဲ့ကျွန်တော်ထည့်ထောင်းမေ့သွားတယ်ဗျာโอเคကျွန်တော်ဒါအလို့ကျွန်တော်အားလုံးနှစ်ဆောင်ပဲရောနေလိုက်ပါတော့မယ်တရမ်ဆိုဒါတော့ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့တည်တည်ရောက်ဖြစ်ပါတယ်။โอเคရှိုးလိုက်ပါဦးဗျာ။ကျွန်တော်ပပလေးလေးလုပ်ထားတယ်ဗျာ။ဒါလေးနဲ့ချက်ထားရယ်ပေါ့နော်။ โอเคအများကြီးထဲလို့လည်းမရဘူးအများကြီးထဲရင်ချင်သွားမယ်ဒါဘာတရသီးလဲဆိုရင်ဒါရှင်ခွဲသီးပေါ့နော်ရှင်ခွဲသီးရယ်ဒါအမိမသိတရသီးတစ်မျိုးရယ်လောက်ထားတာဆိုတော့နှမျိုးလုံးကချင်တယ်ဗျာโอเคဒီလောက်ပေါ့နော်ဆိုတော့ကျွန်တော်စီမှာတော့အများကြီးရှိရယ် AC ချက်စားလို့ရရယ်ဗျာဆိုတော့တရသီးပေါ်ချိန်မှာဆိုရင်ဒါမျိုးကြီးလောက်ထားကြည့်ပါဆိုတော့ဒါကျွန်တော်အချိန်မြွေစားလို့ရရယ်ပေါ့နော် စားဘူးကြတာမသိဘူးတကယ်ကိုကောင်းပါတယ်တည့်သေးကြောက်လေးနဲ့ချက်လိုက်ဘောတားစီကအရင်မအီပဲနဲ့စားရရတာပိုရှိရဗျာငကိုဒဲဝိုးလေးကတော့ပောက်သွားခဲ့ပြီဆိုဒဲဝိုးလေးလဲထားတယ်ဗျာဒါပေမဲ့အဖုံးလေးကတော့မလဲဖြစ်သေးပါဘူးဗျာတန်ရောစင်ပေါ့ဒါကျွန်တော်အရင်ဆုံးဝတားလေးကိုလုံးလိုက်တယ်ပေါ့နော် အရင်ဆုံးတော့ဝက်သားကိုပုံမှန်တိုင်းပဲရေလေးတည်ရင်လည်းလုံးချက်ပုံစံချက်တယ်။နောက်တည်ရတာဝက်သားလေးအနူးထည့်မယ်။ Okay ဝက်သားမနူးခင်တော့ကျွန်တော်တခုထည့်ပြကြံနေရပါတော့။ဟွာအငွေကိုထောင်းလဲထောင်းလဲနဲ့အနံ့ကိုဗျာပါလိုက်တာဗျာမွေးနေရပဲ။ Okay ရေလေးလဲခန်းကျင်တဲ့အောင်ဖြစ်လာပြီဗျာ။ဆိုတော့ရေတည်ရင်အနူးချတာလေဗျာ။ဆိုတော့ဝက်သားလည်းမနူးနူးဖြစ်နေပြီ။ ရေသီးချောင်လေးပါဗျာရေသီးချောင်လေးထည့်လိုက်မယ်ဆိုရင်တော့ပြီးဆုံးသွားပြီဗျာကျွန်တော်စိတ်ထင်နဲမယ်ထင်တော့ဒါရေသီးချောင်လေးနဲ့ထည့်ထည့်လိုက်မယ်ရိုင်းချင်သွားမှလည်းဆိုရကဲနောက်ဆုံးမှာတော့ဝတ်သားတည်သီးချောက်ချက်လေးရရပါပြီခင်ဗျာအစီအသားမျှတလောနေဗျာအနှစ်ကလည်းကွက်တီပဲကျွန်တော်လိုချင်တဲ့အနှစ်နေထားပဲဆိုတော့ချလိုက်တော့ဗျာ ဝတာတီဒီ6ချက်လေးရ ready ဖြစ်သွားပါပြီခင်ဗျာဝါရှဲပဲချက်တော့ပြူနေငပီလေးကိုတော့ဒါတော်လိုက်မယ်ဆိုတော့ ကဲဒါကတော့ပဲမောင်ဟင်းညိုလေးပါခင်ဗျာဆိုပဲမောင်ရွှေနေဆိုရင်ပဲပောင်ထည့်လိုက်ရုံပဲပေါ့နော်ပဲမောင်ဟင်းညိုလေးอ่ะချွေချွေစိတ်စိတ်နေနေမိုက်ပါတယ်ဝတ်သားကိုတည်သည်6လေးနဲ့ချက်တယ်ဆိုတော့ဒါလုံးဝကိုအစီအမအီရဲ့ပုံစံမျိုးစီယုတမောတီယုတမောပါစားလို့ရရပုံစံမျိုးပေါ့နော်ဟင်းလေးဖြစ်တယ်ဆိုတော့ဒီနေ့ကတော့ထူးထူးဆန်းဆန်းထူးထူးဆန်းဆန်းတော့မဟုတ်မိုးရည်ရောက်လာပြီဆိုတော့ဒီနေ့ ပသိမ်မှာမိုးရွာတယ်ပေါ့နော်မိုးရွာတော့ပုံမှန်ဆိုရင်မိုးရွာတာပျော်တယ်ဗျာဒါအခုအနေထားနေရမိုးရွာတာမပျော်ဘူးဘာလို့လဲဆိုတော့မြန်မာနိုင်ငံအခုဖြစ်ပေါ်နေတဲ့အနေထားနေရကြောင့်မိုးရွာတာတိတ်ပြီးတော့အဆင်မပြေဘူးပေါ့ဗျာဆိုတော့အလုံးပဲ view site ကြဖို့ကျွန်တော်ဒီကနေပြီးတော့ပြောချင်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်စမပြရလဲကြာပြီးဆိုတော့ကျွန်တော်ဒီနေ့ဆွဲပါမယ်ခင်ဗျာအလုံးပဲစကြပါအောင်ခင်ဗျာဆွဲပြီညာဝါအစောရင်ကောင်းမယ်အရင်ရှိုးနေ။ Okay အရင်တော့ဒီမှာတွေ့လိုက်ပြီ။စီအသား။စားကြပါဦး။ อืมสีนี่ก็ลงอ่ะอัตตเนาะปีหน้ามาส่วนยังไม่ปี่เลยป่ะมั้ยอนาคตมาตู้เสียป่ะมั้ยถ้าတော့แป้งหมอกอืมชูใส่นะมั้ยหิ้นอยู่เลยป่ะเนาะอืมนี่တော့ตาเล็บไปยินแหน่จิมั้ยไม่ซ่าป่ะแหละจ๋าอีป่ะอ้าบ่ซวย နော်ငါယုတ်ဒီမဟုတ်ကတော်တော်ဆက်တာငါညိုဒီမဟုတ်များများလေးဖြော်ထားတယ်မြင်ငပြီးနဲလိုက်ပြီအားရပါသူ့ရာပင်းလာမှာပါတယ် Mm-hmm. Mm-hmm. Yeah, hmm, mm -hmm. Mm -hmm. Mm -hmm. Mm -hmm. อืมสีสันอ่ะตรงลงซ้ายด่ะว้าไปมองให้หน่อยเลยสักปูเนี่ย ဒီနေ့ကနေ့လည်းပဲမိုးရွာတယ်ဗျာဟင်းလေးချက်နေတဲ့အချိန်မှာမိုးသားလေးရက်တက်လာတယ်မိုးရွာတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တဲကမိုးရွာတာမှနေရာနေရာတော့မရှိတော့ဘူးတော်သေးရဲ့ကံကောင်းတဲ့ခုကဘာလဲဆိုတော့ဟင်းချက်တဲ့နေရာတက်တက်မှာမိုးကလုံးဝမယိုးအလုံးကကံကောင်းတော့ပဲမိုးသားယိုရင်တော့သွားပြီတခုနဲ့ပြောင်းချရတော့မှာဆိုတော့အဲ့နာလေးမိုးမယိုးတော့အဆင်ပြေသေးရဲ့ဆိုတော့မိုးနေကာလာပြီးရောက်ပြီဆိုတော့ဟိုတဲလေးကိုပြင်ရမယ်ဆိုတော့ကျွန်တော်တဲပြင်တာတိတ်ပြီးတော့အေးမကြည့်ဘူးဗျာ အခုဖြစ်ပေါ်နေရဲ့မြန်မာနိုင်ငံတဘာဝဘေးနဲ့ဆိုတော့မိုးရွာတာကြီးကတအားကြီးတော့အဆင်မနေဘူးဆိုတော့တိတ်ပြီးသဘောမကျဘူးဗျာဆိုတော့အားလုံးပဲမိုးရင်းကာလမှာအရင်ထက်ပိုပြီးခူးဆိုင်ပေးကြပါဆိုတော့အခုမိုးတဲ့နေရာနေလဲမကြခင်အဲလာတော့မယ်ပေါ့နော်ဆိုတော့အားလုံးပဲကြိုတင်ပြင်စားဖို့ကျွန်တော်ဒီကနေပြီးတော့အဲကြိုတင်တတိပေးချင်ပါတယ်ဆိုအားလုံးပဲခူးဆိုင်ကြပါခင်ဗျအအီးပြေခြင်းဒီလိုဗာစက်တုံနေစက်တုံနေအလုံးလိုက်တို့စက်တုံဖြူလေးတို့ Y đó không yêu vậy Ừ. ừ. Rồi đá đó chân nó တိုင်းတည်နေတဲ့နေတော့ပြောတာမဟုတ်ဘူးဆိုတော့ဒါကကျွန်တော်အင်အားမိဘကြီးကနေပြီးတော့တည်သီးကြောင့်နဲ့ချက်စားမယ်ဆိုရင်စားလို့အဆင်ပြေပေါ့နော်စီးရသေးရသမားကြီးဆိုရင်လည်းစားလို့အဆင်ပြေလို့ကျွန်တော်ပြောဘူးတာရှိတော့ဒါကျွန်တော်ပြန်ပြီး share လုပ်ပေးရဖြစ်ပါတယ်ခင်ဗျာอืม 哪嘛有哇、嗯？这毛病出谁呢？ ဝသားလည်းအယိုးဆိုမှအယိုးပဲတကယ်အယိုးကြီးအစီအဲ့တော့ကျွန်တော်မစားဘူးဒါမဲ့ဒီနေ့တည်းဒီနေ့ဆိုဒီနေ့တည်းဒီ6နဲ့ချက်ထားတဲ့ဝသားစီလေးကတကယ်ကိုစားလို့ကောင်းပါလေခင်ဗျာ ဒီနေ့ရဲ့စက်ဖက်ရဲ့ဟင်းပေါ့နော်စားဖို့တော့ဖန်ထီးတာဟင်းကတော့ဝတ်သားနဲ့တဲတိကြောက်အနှစ်ကလေးကအချင်းတလေးပါတော့စားရတာပိုပြီးသမင်းမိန်တို့ခံစားရတယ်ဗျတကယ်မိုက်တယ်အနှစ်နဲ့သမင်းနဲ့စားလို့ကောင်းတယ်နောက်တစ်ခုကဝတ်သားအစီကဤတာမှာဆိုတော့ငွေ100လောက်ဤမဲ့နေရာမှာ60လောက်ပဲဤတော့40လောက်ကလုံးဝလျှော့ပါတယ်ပေါ့နော်ဤလျော့ပါတယ်အဲ့လိုခံစားချက်မျိုးရှိရဗျာโอเคဒီနေ့ရဲ့ဗီဒီယိုတော့ဒီလောက်ပါပဲခင်ဗျာနောက်တဲ့ဗီဒီယိုမှာဒေတာအစ်အစ်ကျွန်တော်ပြန်လာခဲ့ပါမယ်ကျေးဇူးတင်ပါတယ် 따라.